ကားတော့ကမြို့တမြို့မှာလူတယောက်ရှိပါတယ်။သူကသူ့ရဲ့ဘဝမှာခက်ခဲချမ်းသာတဲ့ဘဝတစ်ခုကိုသူကဖြတ်တန်းနေရပါတယ်။အဲ့တော့သူငယ်ငယ်လေးမှာပဲသူ့ရဲ့အဖေကလည်းဆုံးသွားတယ်။သူ့အဖေဆုံးသွားတဲ့အခါမှာသူကမိသားစုဦးရဲ့တာဝန်ကိုသူကယူရတယ်။အဲ့တော့ငယ်ငယ်လေးကလေးကသူကခက်ခဲချမ်းသာနေ။အသူ့အမေကိုလှုပ်ကြွေးရတယ်။သူ့ညီကိုမောင်နှမတွေကိုလည်းလှုပ်ကြွေးရတယ်။အဲ့လိုပဲသူအသက်တွေကြီးလာတဲ့အခါမှာလည်းသူ့ရဲ့ဘဝကသိက္ကိုခက်ခဲချမ်းသာနေ။ နောက်ပြဿနာမျိုးစုံတွေရှိတယ်အခက်အခဲတွေစိန်ခေါ်မှုတွေတောက်လျှောက်ကျွန်တော်တို့ဖြစ်နေတယ်အဲ့တော့အိမ်အောင်ကြရဲအိမ်အောင်ကြတဲ့အခါမှာလည်းခက်ခဲတွေနဲ့တွေ့နေရတာပဲเนาะအဲ့တော့ငွေကြေးကြောင့်မလို့ခက်ခဲတွေတွေ့လိုက်သူ့ရဲ့အမျိုးသမီးနဲ့အဆင်မပြေလို့ခက်ခဲတွေနဲ့တွေ့လိုက်တခြားသောခက်ခဲတွေနဲ့တွေ့လိုက်ဆိုတော့သူတဖြည်းဖြည်းစိတ်ညစ်လာတယ်အဲ့တော့သူငြင်းရမှုကိုရကျင်လာတယ်ဒီအခက်ခဲတွေကဒီပြဿနာတွေကနေပြီးတော့မှဝေးသွားစ조사ခြင်းနဲ့စိတ်တွေပေါ်လာတယ်အဲ့တော့သူဘာလို့လဲဆိုတော့ဖုံးတော်ကြီးတစ်ပါးစီကိုသူသွားပါတယ် သွားပြီးတော့မှအရှင်ဘုရားတပည့်တော်ကိုအရှင်ဘုရားရဲ့ကြောင်းသားအနေနဲ့ကပ်ပီယာအနေနဲ့ခွင့်ပြုပါဗျာအဲ့လိုပြောတဲ့အခါမှာဘုန်းကြီးကလက်ခံနေโอเคရပါတယ်ဒီကကြီးဒီကြောင်းမှာနေလို့ရတယ်ဒါပေမဲ့ဘာကြောင့်မလို့เนาะဒီကြောင်းမှာလာနေခြင်းရတာလဲကပ်ပီယာဖြစ်နေနေခြင်းရတာလဲဆိုလို့မေးတဲ့အခါမှာအရှင်ဘုရားတပည့်တော်ရဲ့ဘဝမှာပြဿနာတွေမျိုးစုံဖြစ်နေတယ်အခက်ခဲတွေအမျိုးစုံနဲ့ကြုံတွေ့နေရတယ်အဲ့တော့အဲ့ဒီအခက်ခဲတွေမရှိကြတော့ဘူး နော်အဲ့ဒီအခက်ခဲတွေမရှိကြတော့ဘူးအဲ့ဒီအခက်ခဲတွေပျောက်သွားခြင်းနဲ့ငြိမ်းချမ်းမှုတွေကိုရခြင်းနဲ့တော့အရှင်ဘုရားရှင်မှာလာပြီးတော့မှနေတာပါចောင်းသားဖြစ်နေနေတာပါဆိုပြီးတော့မှပြောပါတယ်ပြောတဲ့အခါမှာโอเคအဲ့တော့လက်ခံတယ်ဒါပေမဲ့တခုတော့ငါတို့လုပ်ရအောင်ငါတို့တနည်းရအောင်သွားရအောင်ဆိုပြီးတော့မှဘုန်းတော်ကြီးကသူ့ကိုခေါ်သွားပါတယ်နော်ဘယ်ခေါ်သွားလဲဆိုတော့တအားမကျဲတဲ့မြင့်ရဲ့ဘေးနားကိုခေါ်သွားတယ်ခေါ်သွားပြီးတော့မှခုနလိုပြောပါတယ်ဒကာကြီးငါတို့ဒီမြင့်ရဲ့ နော်ဟိုဘက်တစ်ဖက်ကန်းကိုကူးရအောင်နော်ဒီမြစ်ကိုဖြတ်ပြီးတော့မှဟိုဘက်ကိုသွားရအောင်လို့ပြောပါတယ်ပြောတော့ကူးမယ်ဖေဟာရတယ်ဖေဟာဒါပေမဲ့အဲ့ဒီဘုံကြီးကအချိန်အကြာကြီးမတည့်ရက်လေဘာမလို့အဲ့တော့ကြာလာတော့ခုနကလူကအရှင်ဖေဟာပဲခုနကဒီမြစ်ကြီးကိုကူးမယ်လို့ပြောနေတာနော်အခုဘာမှမလုပ်ပါလားဘာရောက်မကူးတာလဲအဲ့လိုမေးတဲ့ခါမှာခုနကဆရာတော်ကဘုံကြီးကဘာပြောပြောလဲဆိုတော့ငါဒီမြစ်ကြီး ခန်း၆သွားမယ့်အချိန်ကိုစောင့်နေတာဟာဂိတ်ဒီမြကြီးခန်း၆သွားပြီဆိုလို့ရှိရင်ငါတို့အေးအေးဆေးဆေးလွယ်လွယ်ကူကူပဲဟိုဘက်ကိုကူးလို့ရပြီဘယ်လိုပြောပါလဲပြောတော့ခေါဏလေးကအရှင်ဘုရားဘလို့လုပ်ပြီးတော့မှဖြစ်နိုင်ပါလဲဒီမြကြီးကအမေရန်စီးနေပါလေဘလို့လုပ်ခန်း၆သွားမှာလဲအဲ့လိုပြောတဲ့ခါမှာတော့ဖုန်းတော်ကြီးကအေးငါပြောချင်တာလေအဲ့ဒါပဲနော်အဲ့တော့ငါတို့ရဲ့ဘဝတွေကဒီမြင့်နေတူတယ် ဒီ river ကြီးနဲ့တူတယ်အဲ့တော့ပြဿနာတွေအခက်အခဲတွေဆိုတာကကြတော့စီးနေတဲ့ရေတွေနဲ့တူတယ်เนาะခန်းချောက်သွားမှာမဟုတ်တော့ချောက်စင်းစင်းနေမှာပဲเนาะအဲ့တော့ဘဝမှာเนาะအခက်အခဲတွေပြဿနာတွေစိန်ခေါ်မှုတွေမလိုချင်တော့လို့တနေရာရှောင်ဖြတ်သွားလိုက်မျိုးဆိုတာကျွန်တော်မဖြစ်နိုင်ဘူးငါတို့မဖြစ်နိုင်ဘူးအဲ့တော့ဘာကြောင့်လဲဆိုတော့ဒီစင်းစင်းနေတဲ့ရေတွေကပြဿနာတွေနဲ့တူနေလို့ပဲ ။ဒါတော့ပြဿနာကိုရှောင်ထွက်လိုက်ခြင်းเนาะပြဿနာတွေကိုမဖြေရှင်းရင်းကဘာနဲ့တူသလဲဆိုတော့ခေါတာကဒီမြစ်ကြီးရေတွေခန်းချောက်သွားမဲ့အချိန်ကိုစောင့်နေတာနဲ့တူတယ်။เนาะအဲ့လိုစောင့်နေရတဲ့တူတယ်ဆိုပြီးတော့မှပြောတဲ့အခါမှာခေါတာလုံးနားလည်သွားတယ်။เนาะပြီးတော့ခေါတာဘုန်းတော်ကြီးကပါဆက်ပြောတယ်ဆိုတော့ပြဿနာတွေဆိုတာကဘဝရဲ့တစိမ့်တစ်ပိုင်းတစိမ့်တစ်ဒေသတွေပဲ။เนาะဘဝရှိရင်ပြဿနာတွေရှိနေမှာပဲ။ဘဝရှိရင် အခက်ခဲတွေဆိုတာ ရှိနေမှာပဲအဲ့တော့ရှောင်လွှဲသွားဖို့မကြိုးစားပါနဲ့ဖြည့်ရှင်းပါဖြည့်ရှင်းရင်လည်းကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်လုပ်ပါဆိုပြီးတော့မှပြောလိုက်တဲ့ခါမှာတော့ခုနကလူနားလေသွားပြီးတော့မှသူဟာသူ့ရဲ့ဘဝမှာနောက်ပြဿနာတွေကိုဖြည့်ရှင်းတယ်အဲ့ဒီထဲကနေပြီးတော့မှလိလာတင်ယုံမှုတွေလုပ်တယ်နောက်ထပ်နောက်ပြဿနာမျိုးစုံတွေဖြည့်ရှင်းတယ်မှသူ့ရဲ့ဘဝပူပူကောင်းလာတယ်အောင်မြင်တဲ့ဘဝတစ်ခုကိုလည်းသူရသွားပါတော့တယ် ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်ကဗာပြောချင်တာလဲဆိုတော့เนาะသူတို့ဘဝတွေမှာအခက်အခဲတွေစိန်ခေါ်မှုတွေပြဿနာတွေဆုံးရှုံးမှုတွေကရှိနေမှာဘူးအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့เนาะရပိုင်းထွက်မှာပဲကျွန်တော်တို့လာမန်းလေးနဲ့ဇဂိုင်းမှာကျွန်တော်တို့ငလေးနဲ့လှုပ်သွားတယ်เนาะအဲ့တော့တိုက်တာဆောက်ဥတွေအများကြီးပျက်စီးဆုံးရှုံးကြတယ်เนาะအဲ့တော့စိန်ခေါ်မှုတွေတွေးကြရတယ် เนาะကျွန်တော်ဆိုလို့ရှိရင်လည်းအဒီငလျင်ထဲမှာကျွန်တော်ဒါအခုကြီးတွေကျွန်တော်ပေးခဲ့တယ်ကျွန်တော်တက်နိုင်တော့လုပ်ခဲ့တယ်เนาะအခုဗီဒီယိုတွေပြန်ရိုက်တော်တော်မှာကျွန်တော်ရဲ့ဒီ audience တွေကတယောက်ကကျွန်တော်ကို comment တွေထဲမှာလာရေးထားလို့เนาะဆရာရဲတဲ့ငလျင်เนาะဘေးတုန်းကလည်းဆရာလုံးနိုင်တော်လုပ်ခဲ့ပြီးပြီးတဲ့ဗီဒီယိုတွေပြန်ရိုက်ပေးပါအောင်เนาะအဲ့တော့အခုကျွန်တော်တို့စိတ်ခွန်အားတွေရဖို့အတွက်တော့ဗီဒီယိုလေးတွေပြန်ပြီးလုပ်ပေးပါအောင်ဆိုပြီးတော့အတွက်ကျွန်တော်ကဒီဗီဒီယိုပြန်ပြီးတော့မှဒီဗီဒီယိုတွေပြန်ပြီးစပြီးရိုက်တော့အဲ့တော့ကျွန်တော်တို့ကခက်ခဲတွေစင်ခုံမှုတွေပြဿနာတွေအကျုံးတွေ့နေရမှာပဲ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဘဝမှာအဲ့ဒီအခက်အခဲတွေစိန်ခေါ်မှုတွေပြဿနာတွေကိုကျော်လွှားသွားရင်းနဲ့အောင်မြင်မှုတွေရဖို့ဆိုလို့ရှိရင်ကျွန်တော်အဆင့်၃ဆင့်ကိုကျွန်တော်မြောက်ယူမယ်။အဲ့တော့အခုဒီဗီဒီယိုကြည့်နေကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုယ့်ဘဝမှာအခက်အခဲတွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။နော်အချက်တဲတွေနဲ့တွေ့နေပြီဆိုလို့ရှိရင်တော့ဒီအဆင့်၃ဆင့်ကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်။အဲ့တော့နံပါတ်၁အဆင့်ကတော့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ဖြစ်နေတဲ့အခက်အခဲတွေပြဿနာတွေစိန်ခေါ်မှုတွေကို လက်ခံနိုင်ဖို့လိုတယ်เนาะတချို့တွေကလက်မခံနိုင်ဘူးနာပြဿနာတွေဖြစ်နေရအာမဟုတ်ဘူးလက်မခံနိုင်ဘူးဒါဘာမဟုတ်ဘူးဒါမျိုးကျွန်တော်တို့ချင်တတ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပြဿနာတွေခက်ခဲတွေကို accepted လက်ခံပါเนาะလက်ခံပါရှောင်လွဲမသွားပါနဲ့လက်ခံတတ်ဖို့လိုတယ်အစ်စ်နှစ်ကတော့ကျွန်တော်တို့ဘာလို့ဖို့လိုလဲဆိုတော့ move forward เนาะအခုပြခက်ခဲတွေပြဿနာတွေနေပြီးတော့ကျွန်တော်တို့ကရုန်းထွက်ပြီးတော့မှ now တက်ဆင့်သွားနိုင်ဖို့လိုတယ် เนาะအဲ့တော့လူတော်တော်များများအခက်အခဲတွေပြဿနာတွေစိန်ခေါ်မှုတွေရှိလာပြီဆိုလို့ရှိရင်အဲ့ဒီအဲမှာပဲမလုပ်နေကြလဲဆိုတော့ဝဲလေခတ်နေတာကျွန်တော်အဲ့လိုလို့မရဘာလို့ရမှာလဲ move forward လုပ်ဖို့လိုတယ်เนาะ move forward လုပ်ပါအဆင့်နှစ်ဒီအဲ့တော့အဆင့်သုံးကတော့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ move forward လုပ်တဲ့အခါမှာကိုကိုကိုပေါ်မှာအားကိုးဖို့လိုတယ်เนาะအဲ့တော့ကိုကိုကိုပေါ်မှာအားကိုးဖို့လိုသလို ကိုယ့်ကိုကူညီနိုင်မဲ့သူတွေကိုယ့်ကို support လုပ်နိုင်မဲ့သူတွေကိုလည်းကျွန်တော်ကဘာလို့ဖို့လို့လဲဆိုတော့ရှာဖို့လို့လေအကူအညီတောင်းဖို့လို့လေအဲ့ဒီအဆင့်၃ဆင့်နဲ့သာကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်တော့ပြဿနာတွေစိန်ခေါ်မှုတွေကကျွန်တော်တို့ကြော်လွှားသွားနိုင်လိမ့်မယ်ကြော်လွှားသွားနိုင်ပြီးတော့အဲ့ဒီစိန်ခေါ်မှုတွေအဲ့ဒီပြဿနာတွေကနေသင်ငန်းစာတွေကျွန်တော်တို့ရလိမ့်မယ်အဲ့တော့နောက်ထပ်ပြဿနာတွေဖြစ်လာခဲ့ရင်စိန်ခေါ်မှုတွေဖြစ်လာခဲ့လို့ရှိရင်အဲ့ဒီသင်ငန်းစာတွေကိုပြန်ပြီးတော့မှအသုံးချလို့ရလိမ့်မယ် ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီစိန်ခေါ်မှုတွေခက်ခဲတွေပြဿနာတွေကိုကြော်လွှတ်သွားတဲ့အခါမှာဘဝမှာအောင်မြင်မှုတွေတိုးတက်ကြီးပွားချမ်းသာမှုတွေကျွန်တော်ရပါလိမ့်မယ်။ဒီကြောင့်အရင်ကဒီဗီဒီယိုမှာအခက်ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်ငယ်မိတ်ဆွေတွေဟာအကျိုးစုံလေးရလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါမယ်။ကိုတို့ဘာရလဲဆိုတော့ comment မှာတစ်ချက်တော့ရေးလို့ရရေးပေးပါဦး။ဒီဗီဒီယိုစုံထောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မင်္ဂလာရှိသောနေ့ဖြစ်ပါစေ။